ယူဒာရှင်ဘီဟေဇကိလူတို့ကူးရေးသောရှောလမုန်မင်း၏တုတ်တန်စကားဟုမူကားအမှုအရေးကိုဝတ်ထားခြင်းသည်ဖျားသခင်၏ဘုန်းတော်နှင့်တင့်၏ရှင်ဘီမူကားအမှုအရေးကိုစစ်ကြောခြင်းအဖြစ်ဂုံအသေးတည်၏မိုးကောင်းကင်သည်မြင့်၏မြေကြီးသည်နက်၏ရှင်ဘီနှလုံးကိုလည်းစစ်၍မသိနိုင်ငွေတဲကချော်ကိုထုတ်ပယ်လင်ပရင်သမားအတွက်ဖလားကိုရလိမ့်မည် မတရားသောသူတို့ကိုရှင်ဘရင်ထံတော်မှပယ်လင်အာနာတို့သည်တရားအဖြစ်တည်လိမ့်မည်ရှင်ဘရင်ထံတော်၌မိမိကိုယ်ကိုမချီးမြှောက်နှင့်လူကြီးနေရာ၌မနေနှင့်အကြောင်းမူကားဖူးမြင်ရသောမင်းရှိမှနှိမ်ချခြင်းကိုခံရသည့်ထက်ဤအရက်သို့တက်ပါဟုသောစကားကိုတာ၍ကြားကောင်း၏အလင်းအမြန်ရံမတွေ့နှင့်အိမ်နီးချင်းသည်တင့်ကိုအဆက်ခွဲပြီးမှတင်းသည်အဘဲသို့ပြုမည်နှင့်တင်းသည် အိမ်နီးချင်းနဲ့ကို့အမှုကိုဆွေးနွေးလို့ဝတ်ထားအပ်သောအမှုအရာကိုသူတပါးအားမထုတ်ပြနဲ့သို့မဟုတ်သူသည်တင့်ကိုအရှက်ခွဲသဖြင့်တင်ဤဂုံအတိအစင်သဖြင့်ဆုံးလိမ့်မည်လျောက်ပတ်သောစကားသည်ငွေအပြောက်မှာစီချေသောရွှေလျှောက်ချူသည်နှင့်တူ၏နားထောင်တက်သောသူကိုလျောက်ပတ်စွာဆုံးမတက်သောသူသည်ရွှေနှောင်းကဲ့သို့၎င်းရွှေစင်တစားကဲ့သို့၎င်းဖြစ်၏ စဘာရိတ်ရာကာလ၌မိုးပွင့်ကြောင့်ချမ်းတကယ်သူတစ္ဆာဆောင်သောတမန်သည်ဆေလွတ်သောသူ၌အေးချမ်းစေပြီးသခင်စိတ်ကိုရှင်လန်းစေတတ်၏ပေးမီဟုဝါကြွား၍မပေးဘဲနေသောသူသည်မိုးရေမပါသော တိမ်နှစ်လေးကဲ့သို့ဖြစ်၏ကြာမြင့်စွာတီးခံလင်မင်းကိုဖြောင်းဖျနိုင်၏ချိုသောစကားသည်လည်းအယူကျူအောင်တတ်နိုင်၏ပြားရေကိုတွေ့သလိုဝါယုံသာစားတော့ အစာကျူးလင်ရင်ပြည့်၍အံ့ရလိမ့်မည်။တင်ဤအိမ်နီးချင်းအိမ်၌ကြာမြင့်စွာမနေနှင့်။နေလင်သူသည်တင့်ကိုညင်းငွေ၍မုန်းလိမ့်မည်။အိမ်နီးချင်းတစ်ဖက်၌မမှန်သောတက်သည်ကိုခံသောသူသည်ဒုဒ္ဒါတန်ချွန်နှင့်တူ၏။အမှုရောက်သောကာလ၌သစ္စာပြတ်တက်သောသူကိုယုံလင်သွားကြိုးခြင်းခြေစစ်ပြုတ်ခြင်းကိုခံရ၏။စိတ်ညှိုးငယ်သောသူအားသချင်းဆိုသောသူသည် ဆောင်းကာလ၌အဝိကိုချွတ်သောသူသည် ရန်စိမ့်ပေါ်မှာပုံးရီကိုလောင်းတော်သူနှစ်တူဤတင်ဤရန်သူသည်မုတ်သိမ့်လင်လှုပ်ကျွေးလောရေငက်လင်တောက်ဆရာဖို့ပေးလောထိုတို့ပြုလင် သူဤခေါင်းပေါ်၌မိခဲကိုပုံထား၍ထာရဖျားသည်လည်းတင်၌ဆုချတော်မူမီညောက်လေသည်မိုးရီကိုဆောင်တက်တကဲ့သို့ဂုံးတိုက်သောရှာသည်ဒေါသမျက်နာကိုဆောင်တက်၏ရန်တွေ့တတ်သောမိန်းမနှင့် လူများသော အိမ်၌နေသည်ထက် အိမ်မိုးပေါ်ထောင်ထဲမှနေတော့တာ၍ကောင်း၏ဝေးသောပြီမှရောက်လာသော ဝမ်းမြောက်စရာတည်ကောင်းသည်ရေငတ်သောသူ၌ချမ်းအေးသောရေကဲ့သို့ဖြစ်၏ဖြောင်းမတ်သောသူသည် မတရားသောသူရှေ့တွင်မှားယွင်းလျင်နောက်သောရေကန်ပုတ်သောဆန်းရည်တွင်နေတူ၏ပြားရည်ကိုစားကျူးလျင်မကောင်းတဲ့ကဲ့သို့ကိုယ်ကုံအတေကိုရှာလျင်ဂုံအတေမရှိ ကိုယ်စိတ်ကိုမချုပ်တီးနိုင်သောသူသည် မြို့ရိုးပြိုပြက်၍ဟင်းလင်းရှိသောမြို့နှင့်တူ၏